ာတော်ဖျား၏တရားတော်၌မွေ့လျော်၍တရားတော်ကိုနှိမ့်ညမပြတ်ဆင်ခြင်အောင်မိသော သူသည်မင်္ဂလာရှိ။ဗျာဒိတ်ကျမ်းအခန်းကြီး19ထိုနောက်မှာကောင်းရင်ပုံ၌စည်းဝေးသောသူအများတို့၏အတန်ကြီးကဟာလေလုယာငါတို့ဖျားသခင်၏ကယ်တင်တော်မူခြင်း ချမ်းသာဘုန်းတည် တကူတော်ပင်ကြီးစည်ရင်တော်မူခြင်းအရာတို့သည်ဟုံမှန် ဖြောင့်မတ်ကြ၏မိမိမတရားသောမိထုံအဖျင်မြေကြီးကို ပုတ်ပြက်စေသောပြည်သားကြီးကိုစစ်ကြောစည်ရင်တော်မူပြီး ကိုရောကျွန်းတို့၏အသွေးကိုသူ၏လက်ဖြင့်သွန်းသောအပြစ်နှင့်အလျောက်ဒဏ်ပေးတော်မူပြီးဟုပြောဆိုကြသည်ကိုငါကြား၏တပန်တုံ ဟာလေလုယဟု၍၎င်းသူ၏မိခိုးသည်ကဘာအဆက်ဆက်တက်သည်ဟု၍၎င်းပြောဆိုကြ၏အသက်ကြီးသူ24ပါးနှင့်တရား4ပါးတို့သည်ပြက်ဝဲ၍ပလင်တော်ပေါ်မှ ထိုင်တော်မူသောဘုရားသခင်ကိုကိုးကွယ်လျက်အာမင်ဟာလေလုယဟုရှောက်ဆိုကြ၏ ပလင်တော်ဘောကထွက်သောအတန်ကဘုရားသခင်၏ဂျုံ အပေါင်းတို့နှင့်ဘုရားသခင်ကိုကြောက်ရွံ့သောသူအကြီးအငယ်အပေါင်းတို့ငါတို့ဘုရားသခင်ကိုချီးမွမ်းကြလောဟုဆိုသည်တဖန်တော်ဟာလေလုယအနန္တတကုနှင့်ပြည့်စုံတော်မူသောသာဝရအရှင်ငါတို့ဘုရားသခင်သည်စိုးစံတော်မူ၏ငါတို့သည်ဝမ်းမြောက်ရွှင်လန်းကြကုန်အဂုံတော်ကိုချီးမွမ်းကြကုန်အအကြောင်းကသိုးငယ်၏မင်္ဂလာဆောင်ပွဲကိုခံချိန်ရှိပြီးသူ၏မိမသည် ကိုကိုတစားဆင်ပြီးဟုစီဝေသောသူအများတို့၏အတန်တမှုတရားသာပြင်းစွာသောမိုးကြိုးတန်ကဲ့သို့ငါကြ၏ဒိုမိမသည်စင်ကြယ်ပြောင်းလဲသောပိတ်ချောကိုဝစ်ဆင်ရသောအခွင့်ကိုရ၏ထိုပိတ်ချောမူကတန်ရှင်းသူတို့၏ဖြောင်းမတ်ခြင်းဖြစ်သည်ကောင်းငင်တမန်ကလည်းသူတို့ငယ်ဤမင်္ဂလာဆောင်ပွဲသို့ခေါ်ပိတ်ခြင်းကိုခံရသော သူတို့သည်မင်္ဂလာရှိကြ၏ဟုရေးထားလို့ဟူ၍၎င်းဤစကားသည်ဖျားသခင်၏နှုတ်တော်ထွက်စင်စစ်ဖြစ်၏ဟူ၍၎င်းငါအားပြောဆို၏ ငါသည်ထိုသူကိုကိုးကွယ်ခြင်းကသူ၏ခြေရင်း၌ပြတ်ဝေ၏သူကလည်းမပြုပါနှင့်ငါကသည်၏လှုပ်ပေါ်ဆောင်ပဲဖြစ်၏ယေရှု၏တက်သည့်ခံတော်မူချက်ကိုဆောင်သောသည်၏ညီအကိုတို့၏လှုပ်ပေါ်ဆောင်ပဲလည်းဖြစ်၏ဘုရားသခင်ကိုကိုးကွယ်လော့အကြောင်းမူကားပရောဖက်ဟောသောစကားချက်တော်သည်ယေရှု၏တက်သည့်ဖြစ်သည်ဟုငါအားပြောဆို၏ ထိုအခါကောင်းကင်ဘုံဖွင့်လျလျက်ရှိသည်ကိုငါမြင်လျက်မြင်းဖြူရှိ၏မြင်းစည်းသောသူသည်တစ္ဆာဟုသောအမည်တမဟုသောအမည်ရှိသည်ထိုသူသည်တရားသဖြင့်စီရင်တတ်၏တရားသဖြင့်စစ်တိုက်တတ်၏မျက်စီတော်သည်မိရှံကဲ့သို့ဖြစ်၏ခေါင်းတော်ပေါ်၌တရဖူများကိုဆောင်း၏ကိုတိုင်းမှတပါအဘယ်သူမျှမသိသောနာမတော်သည်ရေးထားလျက်ရှိ၏အသွေး၌နှစ်ပြီးသောအဝိတ်ကိုဝိ၏ဖျားသခင်၏နှုတ်ကပတ်တော်ဟူသောအမည်ရှိ၏ ကောင်းငင်ဘူချီတို့သည်မြင်းဖြူကိုစီးလျက်စင်ကြဲသောပိတ်ချောဖြူကိုဝစ်လျက်နောက်တော်သို့လိုက်ကြ၏လူမျိုးတို့ကိုတန်ခတ်စီရဖို့ထက်သောတန်လျက်သည်ကတွင်တော်တဲကထွက်၏သူတို့ကိုတန်လန်တန်နှင့်အုပ်ဆိုးတော်မူမီအနန္တတကိုးနှင့်ပြည့်စုံတော်မူသောဖျားသခင်၏ဒေါသအမျက်တော်၏စပြစ်သည်နေရာတစားကိုဖိနှင်းတော်မူမီ ဘယင်တို့ဤဘယင်သခင်တို့ဤသခင်ဟုဘွဲ့နာမတော်သည် အဝိတ္တော်၌၎င်း ပေါင်တော်၌၎င်းရေးထားလျက်ရှိ။ကောင်းငင်တမန်တပါးသည်နေထဲမှရက်လျက်ရှိသည်ကိုငါမြင်၏သူသည်မိုးကောင်းငင်အလယ်၌ပြန်တက်သောငှက်အပေါင်းတို့ကိုကြီးသောအတန်နှင့်ခေါ်၍လာကြလော့ရှင်ဘယင်အသားစစ်သူကြီးအသားသူရဲ့အသားမြင်းအသားမြင်းစည်းသောသူအသားအစီခံကျွလူလွတ် အကြီးအငယ်အမျိုးမျိုးသောလူတို့၏အသားကိုစားအံ့သောငါကြီးမြတ်တော်မူသောဖျားသခင်၏ပွဲတော်သို့စီးဝေးကြလောဟုဟစ်ကြ၏တာယမစာ၍လောကီရှင်ဘုရင်တို့နှင့်သူတို့၏ဘိုးချေများတို့သည်မြင်းစည်းတော်မူသော သူနှင့်ဘိုးချေတော်ကိုစစ်တိုက်ခြင်းကစီးဝေးကြသည်ကိုငါမြင်၏တာယဲကိုဖမ်းမိကြ၏တာယဲ၏တစိမ့်လက်မှတ်ကိုခံ၍သူ၏ရုပ်တုကိုကိုးကွယ်သောသူတို့ကိုလှည့်ဖျား၍ တားရဲ့ရှိနိုင်နမိတ်များကိုပြတ်တက်သော မိဆာပရောဖက်ကိုလည်းဖမ်းမိကြ၏အသက်ရှင်လျက်ရှိသောသူသူနှစ်ဦးကိုကန့်နှင့်လောင်သောမိအိုင်တဲသို့ချပစ်ကြ၏ကျွင်းသောသူတို့သည်မြင်းစည်းတော်မူသောသူ၏ကတွင်းတော်ထဲကထွက်သောတန်လျက်နှင့်ကိုမျက်ချင်းကိုခံရကြ၏သူတို့၏အသားကိုငှက်အပေါင်းတို့သည်ဝါစွာစားရကြ၏အာမင်